အားလုံးမင်္ဂလာပါအခုကျွန်တော်တို့တောင်ဝဖျားနေဆင်းလာပြီးတော့ရေကုန်ရှိတဲ့နေရာလေးကိုဝင်ကြည့်တာပေါ့နော်ဒီနေရာမှာတော့ဒီလိုမျိုး ရှီဟောင်းစီတီလေးတွေလည်းရှိတယ်ဗျာနော် အဲ့တော့ကျွန်တော်တို့ဒီထဲမှာရှိတယ်ပေါ့နော်အဆောက်အအုံလေးတွေတခြားကြည့်စရာရှုစရာလေးတွေလိုက်ပြီးတော့တစ်ချက်လောက်ကြည့်ကြတာပေါ့နော်ကျွန်တော်လည်းအတူလိုက်ပြီးခန်းစားကြည့်ပါဦးဗျာ ဒီဘေးမှာရေတကွန်လေးတစ်ခုရှိတယ်အခုကျွန်တော်ရေတကွန်ဘေးနားလေးရောက်နေတာပေါ့နော်အဲ့တော့ရေတကွန်ကကြတော့ဟိုးဘက်ကနေစီးလာတာသူကလမ်းကြောင်းတော်တော်ရှိတယ်သူလမ်းကြောင်းอ่ะလေဒါပေမဲ့သူကဟိုတောင်အမီလေးပေါ်နေစီးလာတာမဟုတ်ဗျာသူကြောက်တောင်တွေကပြပြေလေးတွေဆိုရေစီးမတန်ဘူးအဲ့လိုညင်ညင်တတားလေးစီးနေရောလေရေစီးတန်လေးတွေကနားထောက်လို့ကောင်းတယ်ပေါ့နော်အဲตายาเลยป่ะครับပြောလို့ရှင်ကျွန်တော်ဟိုရေတကွန်ဟိုဘက်ဒီဘက်ပတ်ပြီးတော့နည်းနည်းလေးရိုက်ပြပေးမယ်ဗျာเนาะလိုက်ကြည့်လို့ရအောင်အဲအဲ့လိုအဲ့လိုပြပြလေးပြပြလေးစီးနေရပေါ့เนาะဟုတ် ဒီရေတခွန်ရဲ့ဘေးနားလေးမှာကျတော့လမ်းလေးတလမ်းရှိတော်လမ်းပုံစံမျိုးလေးဗျာအဲ့တော်လမ်းကနေအောက်ဘက်ကိုရှောက်သွားလို့ရတယ်ကျွန်တော်နည်းနည်းရှောက်ကြည့်မယ်ဘယ်ထိရောက်သွားလဲဆိုတော့ဟိုးဝေးထိတော့ရှောက်လို့ရတယ်ဒါပေမဲ့အဝေးတော့မရှောက်တော့ဘူးကျွန်တော်တယောက်တည်းဖြစ်နေလို့ဟိုနားလေးပဲရှောက်တော့မယ်ရှောက်ပြီးရကျွန်တော်အဲပြန်တက်လာတော့မယ်အရှင်းနားလောက်ပဲပေါ့နော် အခုကျွန်တော်ရေတံခွန်ကြည့်ပြီးပြန်ထွက်လာရပြတခြားတက်နေရအောင်ဆက်သွားအောင်ပြီးတော့နေလဲစာလဲစားရအောင်မယ်နေလဲစာမစားရသေးဘူးခွာနေနေလဲရောက်နေပြီပေါ့နော်နေလဲစာစားချင်ရောက်နေဆိုတော့နေလဲစာသွားစားအောင်မယ် အခုကျွန်တော်တခြားတနေရာကိုသွားလဲမယ်ဒီတစ်ခါတော့ဘယ်နေရာသွားမလဲဆိုတာဂျိုမပြောတော့ surprise လုပ်မှာဒီတစ်ခါသွားလဲမယ့်နေရာတော့တတော်ကိုလှပြီးတော့တတော်ကိုမိုက်တယ်ချင်းမိုက်တယ်မှာပဲဟုတ်ပြီနော်ရောက်လို့ရှိရင်တွေ့မယ်အဲ့တော့ဘယ်နေရာသွားလဲလဲသိချင်ကျွန်တော်နောက်ဘလော့မှာပြန်ဆုံချတော့ပါဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ